။ဇာဗီကို United မှာ install လုပ်ကြည့်ချင်းအားလုံးမင်္ဂလာပါ OK ဘက်ကနေကျေးဇူးပါရင်။တရင်းနေနဲ့ပရိသတ်တွေရဲ့မျှော်မှန်းမှုတွေမှာဇာဗီဆိုတဲ့အတန်ဒီကဟိုအနီဒီယာနီပြီးတော့စားထွက်လာနေပါပြီ။အထူးသဖြင့် Ruben Amorim ကိုမထောက်ခံနေသူစူဖွဲဘက်ကဆိုပါတော့။တချို့ကလည်း Amorim ကိုမထောက်ခံမိမင်းဇာဗီတော့လည်းမရတော့ဘူးဆိုပြီးတော့စီဇူးဆိုပြီးတော့ပြောကြပြန်ပါရီစီဇူးနဲ့ United ဘယ်လိုနေမလဲဆိုတာကတော့နောက်များမှရေးကြည့်ပါဦးမယ်အခုတော့ဇာဗီနဲ့အကြောင်းပေါ့ဇာဗီကိုယ်တိုင်က EPL ကိုလာခြင်းနဲ့ အင်္ဂလိပ်စာသင်နေတယ်လို့ဆိုလာရခါမှာတန်နီယောပို့ပြီးတော့ခြေလောင်လာခဲ့ပါတယ်တကယ်တော့တိုင်မင်ကဒီနိုင်ငံတကာပွဲကာလအစပိုင်းလောက်ကိုမန်းထားခဲ့ကြတာပါဆန်နာလန်ကိုနိုင်သွားတာရောရှုံးသွားရင်တော့မထုတ်ဘူးလို့စာချင်တို့ဘက်ကသတင်းထုတ်တာရောနဲ့ပြန်ပြီးတော့ငြိမ်သွားပြန်ပါတယ် United ပြည်သူတွေဆိုတော့တနေ့တစ်ချိန်လောက်တော့နီးပြလောင်ဖုတ်သွင်းရထားကြီးကိုဥရောပတလောစိတ်ကူးနဲ့လွတ်ပြီးတော့လုံများကြတဲ့ဒုက္ခကိုခံရတဲ့သူတွေပါစာရိုက်လက်ခီလုံး2013-14မှာကလေးကကြာလာလိုက်တာရာသီကြာလေးအကြနာလေးဖြစ်လာခဲ့ပါတယ်နီးပြရေးဆိုတာလေနာမည်ကြီးကြီးသေးသေးဝါနုနုရင်မနေတော့ပါဘူး အခုဒီအနာနဲ့ဆေးကမတွေ့နေသေးပါဘူးဆိုတော့ဇာဘီဆိုရင်ဆေးတဖုံလောက်ဖော်ကြည့်ဖို့စိတ်ကူးကြတာဖြစ်လေမဆိုတာပြန်ပါဦးဒီအတိုင်းပဲဇာဘီကဘာစီလိုနာအစားဘာစီလိုနာအဆုံးကစားသမားပါကက်သက်ပြောရင်2015ကနေ2019ဒီကာတာကလပ်အဲဆက်မှာသွားကစားတာကိုထည့်ပြောလို့ရပြီမင်းအဲ့ဒီငါသူ့ဘောဘလောက်များတက်ရောက်မှာမို့လို့လေလာမာစီယာထွက်ဘာစီလိုနာမှာစေစုနည်းနှစ်ခုနီးပါးကစားခဲ့တဲ့သူစပိန်လက်ရွေးစင်ကစားသမားဆိုတော့သူ့ဘောလုံးဒသနာနဲ့အမြင်ကစပိန်ရေးအောက်မှာရှိတာပဲဆမ်းလေ ပြီးတော့တီဂီတာကဆိုတော့သူတို့ရဲ့မျိုးဆက်ဂုံထွဲတစ်ခုပဲမဟုတ်လား။ဇာမီကိုင်မင်းဆိုရင်တော့တီတာဘောအခုနောက်ပိုင်းမှာ United ပြည်သက်တွေအပြောများနေတဲ့ခန်းစီလျောက်တန်းကိုပြင်ပြီးတော့သွားမှာပါ။အရင်ကလေးလျောက်တန်းနီးပါးတွေအလုံးမဖြစ်ခဲ့တာအများကြီးဆိုပေမဲ့အရင်ခန်းစီလျောက်အစုဖွဲ့နဲ့အခုအစုဖွဲ့နဲ့ကမတူဘူးလို့ပြန်ပြောမယ်ဆိုရင်ဖြစ်တာပါပဲ။ဇာမီတောင်းဆိုမယ်ခန်းစီကစားသမားတွေ United မှာရှိလား။ Heaven, Royo, Lisandro Martinez နဲ့ Maguire, Dele, Mazzarri, Dallo, Dogru အစုဖွဲ့တွေမှာဇာမီလိုချင်တဲ့ဘောလုံးဖြတ်နိုင်တယ်လို့ ကင်ကစားနိုင်ငံသူတွေကဘယ်သူတွေဖြစ်လာမလဲဒုကူကတော့မလွေလောက်ပါဘူးကျင်းရင်ကစားသမားတွေကဖြစ်အောင်လိုက်ပြီးတော့ကစားနိုင်လောက်တယ်လို့ယူဆနိုင်ပါ ರೀ ပြဿနာကွင်းလင်းအထိုင်မှာဇာဗီလာလေး United လက်ရှိကွင်းလင်းအထိုင်ကပြဿနာရှိပါပြီ။သူသဘောကျလောက်မှာကမိုင်နူနဲ့ဖာနန်တဲတို့လောက်တာရှိပြီးတော့ကက်စမီရိုကအသက်ကြီးနေပါပြီ။ဥဂါရီကလည်းဘောလုံးကင်ကစားမဲ့သူမဟုတ်ပါဘူး။ဇာဗီရဲ့ကစားဝဲမှာဘောလုံးကိုပဲလိုက်ဖြတ်ပြီးတော့ကစားမဲ့လူမျိုးမလိုလားတော့ပါဘူး။ဆိုတော့ United ဟာကွင်းလင်းပြဿနာကိုဖြေရှင်းရအောင်ပါပါ။မိုင်နူရောဖာနန်တဲရောကဒီပါကစားသမားကြီးမဟုတ်ဘူး။လင်းနေတုံးနေခင်းမဲ့ဆိုရင်တော့ထိုင်နေအောင်တန်းမှာမိုင်နူကိုထားပြီးတော့အန်ချာကစားမိမဲ့ကစားသမားလိုပါရီ။ ။ရှီတန်းကတော့လက်ရှိအင်အားစုနဲ့လုံလောက်တဲ့လောက်ပါပဲ။တကယ်တော့ United ကိစ္စကဇာဗီလာရေးမလာရေးထက်ကွင်းလင်းလူရဖို့ကပိုပြီးတော့အရေးကြီးနေတာသိတာကြီးပါ။လက်ရှိကွင်းလင်းအစုဖွဲ့တွေကတော့ဘောလုံးကင်ပြီးတော့ကစားခြင်းနဲ့ဇာဗီတို့ရဲ့ခေါင်းကိုက်ဆရာမန်ချက်စတာညများပဲဖြစ်သွားမှသိကြပါပါ။